hello ဒီနေ့တော့ဒီ chess republic အကြောင်းလေးပြောကြရမယ်ပေါ့เนาะဒီ chess republic အကြောင်းကိုပြောမယ်ဆိုတော့သူကလည်းရှမ်းကျန်းစုံထဲမှာပဲပါတယ်လူတွေအများကြီးကလည်းမေးထားကြတယ်ဆိုတော့ okay ဒီမှာအလုပ်တွေဘယ်လိုရှောက်မလဲဆိုတာတဲ့ first video မှာ မိမိတို့ဒီနိုင်ငံကိုသွားတင်လားမသွားတင်ဘူးလားဆိုတဲ့အကြောင်းအရာတစ်ခုကိုပို့အရင်ဆုံးသိလာရမယ်ပေါ့နော်အဓိကကတော့ labor law ပေါ့နော်ဘာလို့လဲဆိုတော့ကိုကအလုပ်သမားအနေနဲ့သွားမှဆိုတော့ labor law strong မဖြစ်တဲ့ country တွေဆိုလို့ရှိရင်မသွားစေချင်ဘူးပေါ့ဒါပေမဲ့လေလာတွေ့ရှိချက်အရတော့ labor law က strong ဖြစ်တဲ့သူနိုင်ငံမှာ rules and regulation ကောင်းတယ်ပေါ့နော်ဒီဟာကတော့တစ်ချက်ပါအဲ့တော့ အခုနင်းနေကိုမေးထားကြတဲ့သူတွေအများကြီးကကိုတိုင် invest လုပ်ချင်တာပေါ့နော်ကိုကိုကို invest လုပ်ပြီးတဲ့အခါကျတော့မှနိုင်ငံတစ်နိုင်ငံမှာသွားနေပြီးတဲ့အခါကျတော့မှ citizen ဖြစ်လာချင်တာဆိုတော့ yes ဒါကလည်း it's possible ပေါ့နော်ဒီ chess republic မှာ10နှစ်လောက်ပေါ့နော် long term resident visa နဲ့နေမယ်ကိုက rules and regulation တွေအတိုင်းလိုက်နာမယ်ဆိုလို့ရှိရင်တော့ဒီ now after 10 years လောက်မှာဆိုလို့ရှိရင် သူနိုင်ငံရဲ့ citizenship ကို ဖြည့်လို့ရတယ်ပေါ့เนาะ okay အဲ့တော့ဒီမှာပြောဆရာရှိတာကဘာလဲဆိုတဲ့အခါကျတော့ကိုကဒီမှာ10နှစ်တောင်နေရတော့မှာဆိုတော့သူနိုင်ငံရဲ့ personal income ကို calculate လုပ်ရတော့မယ်ဆိုတော့ salary versus cost ပေါ့เนาะ income ကဘယ်လောက်ရှိပြီး expense ကဘယ်လောက်လောက်ရှိလဲဆိုတဲ့အခါကျတော့သူ့နိုင်ငံရဲ့ salary wages ပေါ့ minimum wages ဆိုတာကကျတော့အနည်းဆုံးလစာက euro နဲ့ထက်လို့ရှိရင်ဒီ chess မှာတော့ euro မသုံးကြဘူးသူတို့ CKZ ဆိုပြီးတဲ့အခါကျတော့တို့လိုမျိုးမြန်မာ chess တို့ပါတော့အဲ့လိုမျိုးပေါ့နော်သူတို့နိုင်ငံရဲ့အသုံးနှုန်းနဲ့သူတို့သုံးကြရတယ် chess မှာအင်္ဂလိပ်စကားလည်းပြောကြရတယ်ပေါ့နော်ဆိုတော့ minimum wages ကဘလောက်လောက်ရလဲဆိုလို့ရှိရင်သူက800ကျော်လောက်ပဲရမယ်ပေါ့နော်800နဲ့မှ10နဲ့မှ6ကျက်ပေါ့အဲ800နဲ့10နဲ့6ယူရိုပေါ့ဒါကတော့လုံးဝ minimum wages ဆိုတာကဘယ်လိုပြောရမလဲအောက်ခြေအလုပ်သမားရဲ့ minimum wages ပေါ့ဒါပေမဲ့ ဒီကိုယ့်ရဲ့ position နဲ့ရေအချင်းတဲ့ပုံမှာမူတည်ပြီးတော့လစာက salary ကတော့ပို့ပြီးတော့ရနိုင်တဲ့ဟာတွေရှိပါတယ်เนาะဒါ minimum wages ကတော့ကိုကဒီနိုင်ငံကိုသွားမယ်ဆိုရင်ကိုကမြန်မာနိုင်ငံသားတွေအနေနဲ့ဆိုရင်ဒါတချို့အရင် professional scale မရှိသေးတဲ့သူတွေဆိုလို့ရှိရင်အောက်ခြေကနေစရင်စရနိုင်တယ်ပေါ့เนาะဒါပေမဲ့ professional scale ရှိတဲ့သူတွေကလည်း အာဒီထက်ပိုများတဲ့ salary ကိုရနိုင်ပါတယ်เนาะဒါကတော့ minimum wages ကိုသုံးသပ်ပြတာပါ okay minimum wages က600 800ကျော်ဒီ euro ရတယ်ဆိုတဲ့အခါကျတော့သူ့နိုင်ငံမှာ ပေးရတဲ့ personal income tax ဆိုတာရှိတယ်ဒါက euro နဲ့ europe နဲ့ us တွေမှာဒီလိုမျိုး tax တွေက ပေးရတယ်ပေါ့เนาะဆိုတော့ personal income tax ကကြတော့ဒီလစာရဲ့ငွေပေါ်မှာ ဖြတ်တာကကြတော့15ရာခိုင်နှုန်းဖြတ်တယ် ပြီးလို့ရှိရင် insurance မှာကကြတော့4.5%ဖြတ်တယ်ပြီးရင် social security tax ဆိုတာကကြတော့6.5%ဆိုတော့ total မှာသူက26%လောက်ဖြတ်တယ်ပေါ့နော်26%လောက်ဖြတ်ပြီးတော့အဲ့ဟာကျန်တဲ့ငွေက900 euro လောက်ပဲကျန်မယ်680 900ပေါ့နော် ဒီ between ပေါ့ဒီလောက်ပဲကြက်မယ်ဆိုတဲ့အခါကျတော့ကို့မှာ home rent ထဲရှိမယ် home rent ထဲကကျတော့ဘယ်လောက်လောက်ရှိလဲဆိုတော့သူစီမှာတဲ့အင်္ဂါတဲ့အခါမျိုးမှာ rental rate တွေက450ကနေ600ဒေါ်လာ600ယူရိုအထိရှိပါတယ်တဲ့ဆိုတော့တွတ်ကြည့်လိုက်ရင်တော့မကြိုက်ဘူးပေါ့နော်ဒါပေမဲ့သူနိုင်ငံတွေကလူတွေဘယ်လိုမျိုးနေတာလဲဆိုတာကိုဒီ living cost ကအရန်များနေလို့ရှိရင် ကိုကအနေစားဆင်းရဲတာပြဿနာမဟုတ်ပေမဲ့ကိုရဲ့ income နဲ့ပေးလို့မလောက်လို့ရှင်တော့ဒီလိုတနိုင်ငံကိုသွားလို့မသင့်တော့ဘူးပေါ့နော်အဲ့တော့ဒူဘိုင်းမှာနေနေတော့ဒီနေတဲ့ပုံစံတစ်ခုဆိုလို့ရှိရင်အဖမဲတစ်ခုကိုငှားလိုက်တယ်ပြီးလို့ရှင်အာချင်းချင်းလေးတွေပြန်ရိုက်ပြီးတဲ့အခါကျတော့မှနေကြတယ်ပေါ့နော်ဒီလိုပဲသူ့နိုင်ငံမှာလည်းအဲ့လိုမျိုးအခန်းတစ်ခန်းကိုငှားပြီးတော့နှစ်ယောက်သုံးယောက်စုနေကြတယ်တဲ့ ဒီချိုတွေကကြတော့လေအဖမန်တစ်ခုလုံးငှားလိုက်ပြီးတဲ့အခါကျတော့နည်းနည်းလေးအမျက်တင်ပြီးတဲ့အခါကျတော့မှဒီလိုလူတွေကိုပြန်ပြီးတော့ငှားစားတယ်ပေါ့နော်ဒီလိုမျိုးတွေလည်းရှိရဲဆိုတော့ it might be okay ပေါ့နော်အဲ့တော့အခန်းတစ်ခန်းကို450မှာ3ယောက်လောက်စုနေမယ်အဲ2ယောက်လောက်စုနေမယ်ဆိုလို့ရှိရင်တော့ half half တွေဖြစ်သွားမှာပေါ့နော် half half ဒါမှမဟုတ်ရင်3ပုံပုံ2ပုံတွေဖြစ်သွားမှာပေါ့အဲ့တော့အမ် long term နေပြီးတဲ့အခါကျတော့သူ့နိုင်ငံသားဖြစ်လာမယ် after 10 years မှာတော့သူ့နိုင်ငံသားဖြစ်လာပြီးတော့ citizen တယောက်ဖြစ်လာမယ်ဆိုလို့ရှိရင်တော့ဒီသူ့နိုင်ငံရဲ့ passport နဲ့185 country ကိုတောင်မှ without visa နဲ့သွားလို့ရပါတယ်တဲ့အဲ့ဒီတော့ကိုကဟိုငွေကြေးအများကြီးရှာခြင်းလို့သွားတာဆိုလို့ရှိရင်တော့ um တော့တဲ့ country တွေမှာမပါဘူးပေါ့နော်ဘာလို့လဲဆိုတော့ living cost အများကြီးတဲ့ country တွေက um နည်းနည်းခက်တယ်ပေါ့နော်ဒူဘိုင်းမှာဆိုလို့ရှိရင် living cost ကအရန်များတယ်ကွာ living cost အရန်များတဲ့အခါကျတော့လစာတလစာထွက်ပြီဆိုလို့ရှိရင်ဒီအိမ်ဘိုးပေးလိုက်ရပြီဆိုလို့ရှိရင်လစာလက်ထဲမှာဘာမှ မကြံတော့ဘူးဒီလိုမျိုးကြီးဖြစ်တတ်တယ်ပေါ့နော်ဒါကတော့ဒီဆနာပြောတဲ့ minimum wages ရတဲ့ဝန်ထမ်းသမားတွေပေါ့နော်အဲ့တော့ သွားသင့်နဲ့မသွားသင့်ဘူးဆိုတာကတော့ကိုယ်တိုင်အခုနင်းနီရှာဖွေပေးထားတဲ့အချက်လေးတွေကနေပြီးတော့တစ်ချက်ဆုံးဖြတ်ကြည့်ပါနော်။ Okay နောက်ဗီဒီယိုမှာတော့ဒီ Search Chess Republic မှာနင်းနီကလေနေပြီးတော့သူဆိုတဲ့အခါကျတော့ရှားကောင်းတဲ့ခါဝင်ကိုတိတ်ပြီးပြအောင်မပြောနိုင်။အဲ့ဒီ Chess Republic မှာဟိုအလုရှာနိုင်မဲ့ website တွေကိုထပ်ပြီးတော့ရှာပေးမယ်ပေါ့နော်။ဒီ trustworthy ဖြစ်တဲ့ website တွေ trustworthy ဖြစ်တဲ့ agency တွေကိုရှာရတာကျတော့နည်းနည်းလင်း အချိန်ယူရတယ်ဟိုသူ့ရဲ့ဒီ domain တွေ website တွေကအခိုင်အမာမှုရှိလားအုံနာကဘယ်သူလဲဆိုတာတွေကအစအဲ့လိုမျိုးတွေကိုအရင်ဆုံးဟိုအုံနာကဒီ register လုပ်ထားလားဆိုတာတွေကိုကအစကိုကဟိုလိုက်ပြီးတော့ check လုပ်ရတဲ့အခါကျတော့ဒီ agency ရှာတာကတော့နည်းနည်းအချိန်လေးယူပါမယ်เนาะโอเคဒီနေ့ကတော့ဒီမှာ ပြောပေးခဲ့တဲ့ Chess Republic အကြောင်းကတော့ဒီလောက်ပါပဲထပ်ပြီးတော့သိချင်တာတွေရှိရင် comment မှာရေးခဲ့ပေးနော်ဒီနေ့ကတော့ဒီလောက်ပါပဲရှင် bye bye